နင်္သာရီတိုင်းဘိတ်ကနေတနင်္သာရီကိုဥတီလာတဲ့စစ်ကောင်စီရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ကားတစီးပြက်စီးပြီးစစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကသိရပါဗျ။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာဘိတ်ကနေတနင်္သာရီကိုဥတီမောင်းနှင်လာတဲ့စစ်ကောင်စီတပ်ကရိတ်ခါက6စီးပါရင်နန်းကိုပြီးခဲ့တဲ့ဇွန်လ19ရက်မနက်7:00နာရီလောက်က တနင်္သာရီမြို့နယ်ကမ်းတို့ရွာချားနယ် ော်မပြင်းရွာလမ်းမိုင်းနှစ်နေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာပါဘိတ်ကနေတက်လာတာ အလုံး6စီးပါရိခါကားတွေပေါ့မိုးရင်ရောက်ပြီဆိုတော့ရိခါတွေစုနေကြတယ်တစည်းမှာစစ်ကောင်စီတပ်သား3ယောက်4ယောက်လောက်ပါတယ်အဲ့ဒါကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါထိတာကတော့3စီးပါ တစီးကတော့လုံးဝပျက်စီးသွားတယ်။နှစ်စီးကတော့တဖြည်းဖြည်းပြန်မောင်းသွားတယ်။ကားငါးစီးစလုံးတနင်္သာရီခြေဆိုင်ငါးငါးခွန်တရင်ထဲကိုဝင်သွားတယ်။ပြက်ပြီးကျန်နေတဲ့ကားကရိတ်ခါတွေကိုနောက်ကားတစီးနဲ့လာတင်သွားတယ်။ကားကိုလည်းညာရင်းချင်းပဲနောက်ကားတစီးနဲ့လာဆွဲသွားတယ်လို့တနင်္သာရီမြို့နယ်ပကဖကတာဝန်ရှိသူတူက AR Times ကိုပြောပါရယ်။ စစ်ကောင်စီရင်နံမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ရိခါကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားတွေကလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးအမြောက်တပ်အမတ်တ336အရှိမော်တုံးကလည်းလက်နက်ကြီး၅လုံးခန့်ပစ်ကူပေးခဲ့တယ်လို့အဲ့ဒီတိုင်ရင်စီကသိရပါတယ်အဲ့ဒီတိုင်ခိုက်မှုတွင်ရိခာကားတစီးပျက်စီးသွားပြီးစစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်အခုတိုင်ခိုက်မှုကိုတနင်္သာရီပတ်ကဖားကဇုံ၅ဇုံ၃ ကျနက်တက်စိတ်တို့ပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတက်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိစုခွာလာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။